ောတာရှင်တွေအားလုံးတာလီကြပါ Development Media Group DMG ရဲ့2025ခုနှစ် Mesh လ73ရက်နေ့အတွဲသတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့အစီအစဉ်မှာတော့စစ်တွေနဲ့ကြောက်ဖြူတိုက်ပွဲတွေမှာစစ်ကောင်စီကဒရုန်းအသုံးပြုမှု ပုံများလာတဲ့အကြောင်းအခုနေ့အတွင်းရခိုင်မှာအရသာတည်ဆုံမှု၄၀ကျော်အထိမြင့်တက်လာတဲ့အခြေအနေ ရခိုင်ကကိုဝင်ဆောင်တဲ့ကလေးငယ်တွေကာကွယ်ဆေးမထိုးရတာတနည်းကြိုကြာမြင့်လာတဲ့သတင်းတွေအပါအဝင်တခြားထူးခြားတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးပါမယ်။ပထမဆုံးအနေနဲ့စစ်တွေကြောက်ဖြူတိုင်ပွဲတွေမှာစစ်ကောင်စီကဒရုန်းအသုံးပြုမှုပုံများလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်မြို့တော်စစ်တွင်နဲ့တရုတ်စီမံကိန်းတွေရှိရာကြောင်းဖြူမြို့နယ်မှာလက်တရုတ်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီကဒရုန်းအသုံးပြုတိုက်ခိုက်မှုပိုပြီးလှုပ်ဆောက်လာတာကိုတွေ့ရတယ်လို့စစ်ရေးစောင့်ကြည့်သူတွေကပြောပါရယ်။ ကျောက်ပြုံမျိုးနယ်မှာရှိတဲ့ဒညာဝတီရေတပ်ဌာနရှုပ်စခန်းနေမှာတိုက်ပွဲတွေနေ့စဉ်ပြင်းထန်စွာဖြစ်ပွားနေပြီးအဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီကဒရုန်းနဲ့မြေပြင်စစ်ဆင်ရေးကိုတွေ့ကာနေပြူဟာဆန်သက်အုံပြူလာနေတာကိုတွေ့ရှိရပါတယ်။စစ်တွေမှာဆိုရင်လည်းဒရုန်းအဖွဲ့တွေတုံပြီးတော့တိုက်ခိုက်ဖြက်စီးလာတာကိုတွေ့ရပါတယ်လို့ CDM ပိုကြီးစင်ရောကတုံသက်ပါတယ်။ DMG ရဲ့စီးရင်တွေအရာကျောက်ပြုံမျိုးနယ်မှာမက်ရှလာအတွင်းမှာပဲစစ်ကောင်စီဟာဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်မှုအကြိမ်6ကြိမ်ထဲမှနေရှိခဲ့တာကိုတွေ့ရပါတယ်။ မက်လာဆေရဲကကြောက်ဖြူမြို့နယ်စနေမြို့တိုင်းနယ်ဆေးရုံကိုဆူဆိုင်ဒရုန်းနဲ့တိုက်ခတ်ခဲ့ပြီးတော့ဖျက်ဆီးမှုတွေရှိခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲကြောက်ဖြူမြို့နယ်ကဲတပြေကြီးရွာကိုလည်းဒရုန်းနဲ့နှစ်ကြိမ်တိုက်တိုက်ပုံကျေတိုက်ခတ်ခဲ့တဲ့အတွက်ကြောင့်နေ20ကျော်မိန်းလောက်သွားခဲ့ရပါတယ်။မက်လာ6ရက်နေ့မှာတော့ဥကင်းရွာကိုဒရုန်းနဲ့နှစ်ကြိမ်တိုက်ခတ်ခဲ့တဲ့အတွက်နေ100ကျော်မိန်းလောက်ပျက်စီးသွားခဲ့ပါတယ်ရှင်။ ဆက်လက်ပြီးတော့ရခိုင်မှာအခုနှစ်အတွင်းအရဲသားတေဆုံမုံ50ကျော်အထိမြင့်တက်လာတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ရခိုင်မြို့မှာတိုက်ပွဲပြင်းထန်နေမှုနဲ့အတူ စစ်ကောင်စီကရတားနေထိုင်ရာမြို့ရွာတွေကိုဥတည်တိုက်ခတ်မှုနဲ့ဆက်တိုက်လှုပ်ဆောင်လာတဲ့အတွက်ဒေသွန်းတန်ရာရှိမှုတွေဟာလည်းဆက်တိုက်ဆက်တော်မြတ်တက်နေပါတယ်။2025ခုနှစ်ဇန်နဝါရီလ10ရက်နေ့ကနေမက်ရှလ7ရက်နေ့အထိနှစ်လကျော်အတွင်းမှာစစ်ကောင်စီရဲ့လက်ချက်ကြောင့်ရခိုင်မှာရတား45ဦးထိသေဆုံးမှုရှိခဲ့တယ်လို့ ABP ကမက်လ7ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ဒေသွန်းသွားသူတွေအထက်မှာအမျိုးသမီး24ဦးနဲ့အမျိုးသား21ဦးပါဝင်ပြီးတော့အစ်ဒီထက်ကအသက်68ကလေးငယ်10ဦးပါဝင်ခဲ့ပြီးအများစုဟာစစ် ောင်စီရဲ့လေကြောင်းတက်ခတ်မှုအတွက်သေဆုံးမှုတွေဖြစ်ခဲ့ရတာလို့ထုတ်ပြန်ရှင်းမပြောထားပါဗျ။မက်ရှလာကိုရနေကကွာမြွနဲ့ဘဝန်ကြည့်ရကိုဘုံကြည့်တက်ခတ်ခဲ့တဲ့အတွက်မိသားစုဝန်၃ဦးထေကဖောက်ခံဖြစ်သူသေဆုံးသွားခဲ့ပြီးတော့သားသမီး၂ဦးမှလည်းဒဏ်ရာပြင်းပြထန်ထန်ရရှိခဲ့ကြတာဖြစ်ပါတယ်။ရခိုင်မှာကိုဝင်ဆောင်တဲ့ကလေးငယ်တွေကာကွယ်ဆေးမထိုးရတာတနည်းကြိုအထိကြာမြင့်လာတဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးဦးမှာပါ ရခိုင်မှာကိုဝန်ဆောင်တဲ့ကလေးတငယ်တွေအခမဲ့ကာကွယ်စေမထိုးနိုင်တာဟာတနှစ်ကျော်အထိကြာမြင့်လာပြီဖြစ်တယ်လို့ကာယကံရှင်တွေနဲ့ကျဲမရဲ့အတိုင်းဝိုင်းတွေရဲ့ပြောဆိုချက်အရသိရပါဗျ။အရင်ကရခိုင်မှာကိုဝင်ဆောက်တွေနဲ့ကလေးငယ်တွေကိုတနင်္ဂနွေလုံးအတိုင်းအတာနဲ့ကာကွယ်ဆေးတဲ့အခါမှထိုးပစ်နိုင်ခဲ့ပေမဲ့လက်ရှိမှာကိုဝင်ဆောင်တဲ့ကလေးငယ်တွေမှာကာကွယ်ဆေးထိုးခွင့်ဆုံးရှုံးနေကြတာပါအရင်တုန်းကဆိုရင် UNICEF ကအခါမှထောက်ပံ့ပေးခဲ့ပြီးလက်ရှိမှာအဲ့ဒီဆေးတွေထောက်ပံ့မှုမရှိတာကြောင့် ကောက်ကွေးစင်မထိုးရသေးဘူးလို့ UNL ကျန်းမာရေးဝန်ထမ်းနဲ့နှင်းဆက်သူဆရာဝန်တဦးကပြောပါရယ်။ကိုအန်ဆောင်မင်းခင်တွေနဲ့နှစ်နှစ်အောက်ကလေးတငယ်တွေကောက်ကွေးစင်မထိုးနိုင်တာကြောင့်နောက်ဆက်တဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးစိုးရိမ်မှုမြင့်တက်လျက်ရှိနေကြပါရယ်။ကိုအန်ဆောင်မင်းခင်တွေဟာတရေစားလွေရှင်ကစားပြီးမိခင်နဲ့ကလေးကျန်းမာရေးအတွက်ဆေးရုံဆေးခန်းတွေမှာပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုအပြင်ကိုအန်ဆောင်စင်မိခိုင်ကောက်ကွေးစင်နှစ်ကြိမ်ထိုးနိုင်ရပါရယ်။ကောက်ွေစေးထုံးနှံခြင်းအပြင်မိခိုက်ရိုးကကောက်ွေတာကွန်ဆောင်စင်နဲ့မွေးဖွားပြီးတဲ့နောက်ပိုင်းဖြစ်ပွား ားရတဲ့ကုသရောဂါတွေကိုကာကွယ်စေနိုင်တယ်လို့ကျန်းမာရေးအသံအဝိုင်းကပြောဆိုထားပါတယ်ရှင်။သတင်းတွေကိုတင်ဆက်ပေးနေတာပါ။နောက်ထပ်သတင်းတစ်ပုဒ်ကတော့အာနာသိန်း၄နှစ်အတွင်းမှာဆက်သွေးရေးလိုက်ဖြတ်တောင်းမုံအကျဉ်းရေး၄၀၀ကျော်ဖြစ်ပွားခဲ့တဲ့သတင်းကိုလည်းတင်ဆက်ပေးကုန်ပါပါ။ စစ်ကောင်စီကအာဏာသိမ်းပြီးလက်နက်အတွက်မှာမြန်မာနိုင်ငံတော်ဝန်မှရှိတဲ့မြို့ပေါင်း203ခုမှာစစ်တရေလိုင်းပြတ်တမှုအကျဉ်းစုစုပေါင်း460ဖြစ်ပွားခဲ့တယ်လို့မရှိလစင်းရဲနဲ့မှာအသံဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်2021ခုနှစ်စစ်အာဏာသိမ်းပြီးရှင်ကစပြီးတော့2025ခုနှစ်ဇန်နဝါရီလအထိနိုင်ငံတော်ဝန်မှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းပြတ်တမှုဟာ236ကြိမ်ရှိခဲ့တယ်လို့အသံဖွဲ့ရဲ့အချက်အလက်တွေအရသိရပါတယ် ဒါပြန်အင်တာနက်လိုင်းပြတ်တောက်မှုဟာ156ကြိမ်နဲ့တခြား17ရက်လိုင်းတဲ့ပြတ်တောက်မှုဟာ46ကြိမ်အထိရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်စီက17ရက်လိုင်းတဲ့ပြတ်တောက်ထားမှုတွေကြောင့်ကျေးဇူးတွေမှာအင်တာနက်လိုင်းဖုန်းလိုင်းတွေနဲ့တခြားဆက်ဆက်တဲ့လုံခြုံရေးရန်ထားရတဲ့အပြင်တိကျမကန်တဲ့တဲ့အချက်လက်တွေကိုအရှင်းနဲ့တပြင်းရင်သိပိုင်ခွင့်ရရှိဖို့ဆုံးချွန်နေရတာဖြစ်ပါတယ်။တရမန်တွေကိုပြည်သူတွေသိနေအောင်မရှက်ပြနိုင်တဲ့အကြောင်းစစ်မကောင်ဖြစ်ရတယ်လို့ပြည်မဒေသကတရထအမျိုးသမီးတို့ကပြောပါတယ်။ နိုင်ငံတော်မှာဂျိုမင်အင်တာနက် broadband ပြတ်တောက်မှုစစ်ကိုချင်းချိကတဲ့လို့အသံဖွေးရထုတ်ပြန်ချက်မှာဆိုထားပါတယ်။ကျောင်းပြစီမံကိန်းကိုနှစ်လအတွင်းအကောက်အထည်ဖော်နိုင်ဖို့ ဒုစစ်ကောင်းဆောင်ညွှန်ကြားတဲ့တင်ဒင်ကိုလည်းတင်ဆက်ပေးပါမယ်။ကြောက်ပြုတ်အထူးစီးပွားရေးဆောင်ရင်းနဲ့စကန်စီမံကိန်းအကောက်ထည်ဖို့ဖို့ကိစ္စရပ်တွေကိုတက်တန်းတွန်းမြင့်ထားတဲ့ကာလအတွင်းမှာနှစ်ဦးနှစ်ဖက်လုပ်ငန်းတွေကိုပြည်ပြဖို့နဲ့လုပ်ငန်းအကောက်ထည်ဖို့ဆောင်ရွက်နိုင်ဖို့မက်ရှလ17ရက်မှာစစ်ကောင်းဆောင်ဒုတိယပို့ရှုံးမှုကြီးစိုးဝင်းကညွှန်ကြားခဲ့ပါတယ်။အထူးစီးပွားရေးဆောင်ရင်းနဲ့စကန်စီမံကိန်းအကောက်ထည်ဖို့ဆောင်နိုင်ရဲ့အတွက်လုပ်ငန်းလုတ်ကိုက်ခွင့်သဘောတူစာချုပ်ကို2020ပြည့်နှစ်နိုဝင်ဘာ9ရက်နေ့မှာခုနှစ်ဦးရှုပ်ဆိုခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းအဲ့ဒီသဘောတူစာချုပ်ကိုဖြည့်ဆွတ်တဲ့နောက်ဆက်တွေစာချုပ်အနေနဲ့2023ခုနှစ်ဒီဇင်ဘာ26ရက်မှာနေပြည်တော်မှာစီမံကိန်းကုမ္ပဏီနဲ့ကြောက်ပြုတ်အထူးစီးပွားရေးဆောင်စီမံခန့်ခွဲမှုကုမ္ပဏီတို့လက်မှတ်ရေးထိုးခဲ့ပြီးတက်တန်းတိုးပိတ်ခဲ့ပါတယ်။ အဲ့ဒီတက်တန်တုံမြင့်ထားတဲ့ကာလမှာ2025ခုနှစ်ဇွန်လ25ရက်နေ့မှာပြီးမြောက်မှာဖြစ်တဲ့အတွက်တက်တန်းကာလမတိုင်မီနှစ်လအလိုမှာနှစ်ဦးနှစ်ဖက်လုပ်ငန်းတွေပြည့်ပြတ်အောင်မဖြစ်မနေဆောင်ရွက်ရမယ့်ကိစ္စရပ်ဖြစ်တာကြောင့်လုပ်ငန်းကုမ္ပဏီဆက်လက်ဆောင်ရွက်လျက်ရှိပြီးတော့အခြားပါဝင်တဲ့ကုမ္ပဏီတွေကလည်းလုပ်ငန်းတွေအမြန်ဆုံးပြည့်ပြတ်အောင်ကန့်သက်ချက်တွေကြားမှာဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့လိုအပ်တယ်လို့ဆိုထားပါတယ်ရှင်။နောက်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတပုတ်ကိုလည်းတင်ဆက်ပေးပါမယ်။ အဲ့ဒီတဲ့င်ကတော့မွတ်စလင်လူမျိုးတုံးတပ်ဖြတ်မှုစစ်ဆင်းနိုင်ဖို့အတွက်ဘင်္ဂလားဒေ့ရှ်ထံကအကူအညီရရှိရဲ့ဂမ်ဘီယာနိုင်ငံကြိုးပမ်းတဲ့တဲ့င်ပဲဖြစ်ပါတယ်ဂမ်ဘီယာနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီး မမဒူတန်ကာယာဟာမက်ရှလာစစ်သည်ရင်ကဘင်္ဂလားဒေ့ရှ်ဂျာဖြတ်အစိုးရအကြံဖွဲ့အဖွဲ့ကောက်ဆောင်မိုဟာမက်ယူနိုက်တက်တွစ်ဆုံခဲ့ပြီးမြန်မာပေါ်ဆွေးရှင်းတက်ထားတဲ့လူမျိုးတို့တပ်ဖြတ်မှုနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းတွေရဲ့ဖော်ပြချက်တွေအရသိရပါတယ်။ဂျာမူနာအစိုးရအင်ဂေဟာမှမက်ရှလာစစ်သည်ရင်ကတွစ်ဆုံစီမှာဝန်ကြီးမမဒူတန်ကာယာကပမုခယူနိုက်ကိုဂမ်ဘီယာသမ္မတဟာ ဒီကိစ္စကိုကုညင်အပပြေကြီးချုံနေတယ်ဆိုတာကိုကျွန်တော်အမခံနေတယ်လို့ပြောကြားခဲ့ပါတယ်မိုဟာမက်ယူနိုက်ကလည်းဘင်္ဂလားဒေ့ရှ်မှာရှိတဲ့မွတ်စလင်ဒုက္ခသည်တွေရဲ့အရေးဆုံးပဲပြမှုအပေါ်ဂမ်ဘီယာကိုကျေးဇူးတန်ကြောင်းပြန်လည်ပြောကြားခဲ့တယ်လို့သတင်းထုတ်ပြန်ရေးအဖွဲ့အဂျန်ပေးကပြောကြားခဲ့တယ်လို့ဒါကာထရီဗျူးသတင်းမှာဖော်ပြထားပါတယ်ဒီအမှုကိုအနိုင်ရစီရင်တဲ့အတွက်ခင်ဗျားတို့ရဲ့အကူအညီကိုလိုအပ်ပြီးဒါဟာအရေးပါတယ်လို့ယူနိုက်ကပြောကြားခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်ဒီနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ် ဒီအစီအစဉ်ကိုတလင်းလာနေကလည်းစနေနေ့တွေမှာညာရှိနာကြီးအရှင် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နားတော်တာဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။